အလုံးအလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေ channel ကိုအစင်အားပေးနေတဲ့ကျွန်တော်ချစ်မိတ်ဆွေညီကိုမောင်နှမအလုံးအလုတ်ကိုင်းခွန်းလန်းတွေဖန်တီးပြီးတော့ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုပါရစေဒီကနေ့အတွက်တော့အလုတ်ကိုင်းခွန်းလန်း link အများကြီးကိုမပြောပြတော့ဘဲနဲ့အဲစိတ်ဝင်စားဖို့ကောင်းတဲ့ UNDP ရဲ့ဒီလူငယ်လေးတွေအတွက်အလုတ်ကိုင်းခွန်းလန်းနဲ့ကျွန်တော် အတွေ့အကြုံယူနိုင်မဲ့ program လေးတစ်ခုနဲ့အလောက်ကိုင်းတစ်ခုလေးနဲ့ message ချင်ပါတယ်အများကြီးတော့မဟုတ်ပေမဲ့ကျွန်တော်တို့စကိုင်းနဲ့မန္တလေးအတွက် volunteer တွေကိုဖိတ်ခေါ်ထားတဲ့အဲအလောက်ကိုင်းဖြစ်ပါတယ်အသေးစိတ်ဝေမျှပေးဖို့ကျွန်တော်စဉ်းစားထားပါတယ်အခုဖိတ်ခေါ်ထားတဲ့အလောက်ကိုင်းမှာသူများနဲ့မတူတဲ့တမှုထူချတဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေအများကြီးရှိတယ်ပေါ့နော်အဲဆုံးထိကျွန်တော်နဲ့တူတူလိုက်ပါပြီးဖို့လိုက်ပါနားဆင်ဖို့ဖိတ်ခေါ်ပါတယ် ဆိုရင်ကျွန်တော်တို့ဗီဒီယိုကိုတီးစိတ်လည်လာကြည့်ရအောင်နော်။ဆိုကျွန်တော်ဒေါင်းလုဒ်ဆွဲထားတဲ့ဗီဒီယိုတစ်ချက်တော့ကြည့်လိုက်မယ်။အဒီမာတီဘာရီပေါ်ပြထားလဲလို့ကြည့်ရအောင်နော်။ဒီမှာဆိုရင်သူကောင်းစင်အနေနဲ့ဆိုရင် community facilitator နော် UN တစိမ့်နဲ့ပေါ့နော် UN volunteer တစိမ့်နဲ့ဆိုတော့ general information မှာက host entity က ဒီ UNDP ပြီးတော့ country of assignment assignment ချမဲ့နေရာကျတော့မြန်မာဟုတ်တယ်ပြီးတော့ duty station ကျွန်တော်လုပ်ငန်းတောင်ထမ်းဆောင်မဲ့နေရာကျတော့မန္တလေးဟုတ်တယ်ပြီးတော့ volunteer category ကတော့ national UN community volunteer ဆိုတဲ့ဒီ category အားနေဖိတ်ခေါ်ထားတာဟုတ်တယ်เนาะပြီးတော့ number of assignment assignment အဲခေါ်ယူတဲ့ position ကတော့3ရောက်ဖော်ပြထားပါတယ်လို့ပြီးတော့ အဲဒီကျွန်တော်တို့ expected static ကတော့ကျွန်တော်တို့အဲမြုံမှန်းတဲ့အဲလုပ်ငန်းစတင်တဲ့အချိန်ကတော့တည့်ရက်9လပိုင်းကိုအဲ2025ကိုမြုံမှန်းထားတယ်အဲ duration တူရဲ့ကာလကတော့6လဖြစ်တယ်เนาะအဲဒီမှာနောက်ထပ်တက်တန်တူမဲ့အစီအစဉ်ရှိမရှိဆိုတာကျွန်တော် note ရေးထားပါတယ်လို့ဒါကတော့ general information မှာအဲဖော်ပြထားတဲ့အကြောင်းအရာလေးဖြစ်ပါတယ်လို့ နောက်တစ်ခုကတော့ကျွန်တော် assignment contact ဒီဖိတ်ခေါ်ထားတဲ့အလုံးနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးသူနည်းနည်းအချင်းချုပ်လေးပြထားတာတွေ့ရတယ်နော်ကျွန်တော်တို့ချင်းရုံအနေနဲ့ဆင်ရင်ဒီငလင်ကြောက်ဖြစ်သွားတဲ့ BNDR တွေကိုမန္တလေးပေါ့နော်အဲမန္တလေးဒေသတွေဖြစ်သွားတဲ့ BNDR တွေကိုပြန်လည်ပြီးတော့2000ဖို့နေရာမှာပါဝင်ကူညီဖို့ဆိုတဲ့ volunteer ကိုဖိတ်ခေါ်ထားတာဟုတ်ပါတယ်လို့ နော်အဲ့မှာသူရဲ့2 key output လက်သူရေးပြန်ထားတယ်နော်ကျွန်တော်တို့ infrastructure တွေကျွန်တော်တို့ပြန်လည်ပြီးတော့တည်ဆောက်ပေးဖို့ပြန်ပြီးတော့ capacity တွေကိုပြန်ပြီးတော့မြင့်တင်ပေးဖို့ဆိုတဲ့ဟာတွေပါတယ်နော်ပြီးတော့ livelihood နဲ့တက်ဆိုင်တဲ့အခွင့်အလမ်းတွေကို restore နော်ကျွန်တော်တို့ပြန်လည်ဖန်တီးမယ်နော် disaster နဲ့တက်ဆိုင်တဲ့နော်အကြောင်းအရာတွေကိုပြန်ပြီးတော့ recover လုပ်နိုင်အောင် support လုပ်မယ်ဆိုတဲ့ output နှစ်ချက်ကိုဒီမှာအဲရေးထားပေးတာတွေ့ပါတယ်လို့ now ျွန်တော်တို့ tag description လို့ပြောလို့ရှိရင်တော့သူကတော့အဲဒီဒီလောက်ရမယ့်အလုပ်တွေအဲပေါ်ပြထားပေးတာပေါ့နော်နော် manager ပထမတစ်ခုဆိုရင်ကျွန်တော်တို့အားလုံးကတော့ project manager ရဲ့ကြီးကြပ်မှုအောက်မှာကျွန်တော်တို့ community facilitator ကကျွန်တော်တို့အဲလုပ်ဆရာရှိတာကိုလုပ်ပေးရမယ်ဆိုတဲ့ပုံစံမျိုးသူပေါ်ပြထားတယ်နော်ဟုတ်ကဲ့ volunteer တယောက်အနေနဲ့အဲဒီကလောက်ဆောင်ရမယ့်အကြောင်းအရာတွေကိုဆက်ပြီးတော့ပေါ်ပြရရင်တော့ ပထမတစ်ချက်အနေနဲ့ဆိုရင် community engagement and coordination ပေါ့နော်ကျွန်တော်တို့ညှိနှိုင်းဆောင်ရွက်ပေးရမယ်ပြီးတော့အဲတိုက်တွန်းလို့ဆိုပေးရမယ်အပိုင်းပေါ့နော်လူထုတွေကိုလေးနဲ့အဲ့ဒီအပိုင်းတွေရှိမယ်ပြီးတော့ကျွန်တော်တို့ကအဲ့ထဲမှာကျွန်တော်တို့ကကော်မတီက leader တွေနဲ့တကယ် local မှာတူတူလက်တွဲလို့ဆောင်မယ် a key person stakeholder person တွေနဲ့ကျွန်တော်တို့အဲဒီဒီပုံမှန် အဲပုံမှန် coordination ပုံမှန်လုပ်ငန်းညှိနှိုင်းစည်းဝေးတွေကျွန်တော်လုပ်ရမယ်ဆိုကြတာတွေပါတယ်နော်ပြီးတော့ facilitate community meeting ကျွန်တော်တို့အဲဒီလူထုရဲ့အဲစည်းဝေးတွေမှာလည်းကျွန်တော်တို့အဲအပတ်ဖို့ကူညီပေးရမယ်ဆိုကြတာတွေပါတယ်နော် community အဲလူထုတွေကိုလည်းကျွန်တော်တို့ and say ဝင်စားမှုမြင့်တက်အောင်ကျွန်တော်တို့လုပ်ပြရမယ်အ beneficiary တွေပေါ့နော်အဲ့ဒါတွေလည်းပါပါတယ်လို့ကျွန်တော်တို့ counter ပေါ်ဆောင်ရွက်နေတဲ့ကာလတည်းတခြားလုံးပေါ့နော်အပြီးတော့နောက်တစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်တို့တည်င်းချက်လက်တွေကိုဒီပွင့်လင်းမြင့်တာစွာနဲ့ကျွန်တော်တို့အဲဒီပျော်ပြပေးနိုင်ရမယ်ဆိုတဲ့ချက်တွေကပထမတစ်ချက်အနေနဲ့ဖော်ပြထားပါတယ်လို့ဟုတ်နံပါတ်1အချက်အနေနဲ့ဆိုရင် assessment and data collection ကျွန်တော်တို့လိုအပ်တဲ့အဲဒီဒီကောက်ယူမှုတွေလည်းကျွန်တော်တို့လုပ်ရမယ်ပြီးတော့အဲ data အချက်လက်တွေလည်းကျွန်တော်တို့စုဆောင်ပေးရမယ်စစ်ဆေးဖို့လိုအပ်တဲ့ assessment เนาะကျွန်တော်တို့လိုအပ်တဲ့ချက်လက်တွေကိုအမေမြန်ပြီးတော့ကောက်ယူတဲ့အားလည်းမျိုးတွေကျွန်တော်တို့လုပ်ပေးရမယ်ဆိုတဲ့အားမှာကျွန်တော်တို့အဲဤပညာအရာဤပညာ team တွေကိုကျွန်တော်တို့အဲ support လုပ်ပေးရမယ်ဆိုတဲ့အားတွေပါတယ်เนาะကျွန်တော်တို့ ဒီဒီအဲ့ဒါဘာတွေနဲ့ပတ်သက်ပြီးလို့ဆိုရင်ဒီအိန္ဒိအပစ္စည်းသွားတဲ့လူတွေအတွက် community အတွက်เนาะပြီးတော့ဘာတွေကောက်ခံပေးရမလဲဆိုရင် infrastructure เนาะ needs assessment ကျွန်တော်တို့တည်ဆောက်ရေးနဲ့သက်ဆိုင်တဲ့လိုအပ်တဲ့ဆန်စစ်ချက်တွေကိုကျွန်တော်လေ့လာစုဆောင်ပေးရမယ်ဆိုတဲ့အပါတယ်ပြီးတော့ collect ကျွန်တော်တို့စုဆောင်ပေးရမယ်เนาะအာ compliant information เนาะကျွန်တော်တို့ဒီအာဒီဒီငလင်ကြောက် နော်ထိခိုက်သွားတဲ့အိမ်ထောင်ဆွင့်တက်ဆိုင်တဲ့တည်င်းချက်လက်တွေလည်းကျွန်တော်တို့အာလောက်ပြရမယ်အာကောက်ယူစုဆောင်ပြရမယ် and ဒါနဲ့မှာကတူကျွန်တော်တို့ဘာတွေပါမလဲဆိုတော့ဒီပို့ပြီးတော့ပို့ပြီးတော့ထိခိုက်နေတာဆုံးရှုံးတယ်ပေါ့နော်အုတ်စု vulnerable အုတ်စုပေါ့နော်ပုံမှန်ထိခိုက်ခံရတဲ့အုတ်စုတွေအတွက်လည်းကျွန်တော်တို့ဟိုဒီ and data တွေစုပြရမယ်အဲ့ဒါဘာလဲစုလို့ရလဲဆိုရင်ကျွန်တော်တို့ကုဘ2ပေါ့နော်ကုဘ2 နဲ့သက်ဆိုင်တဲ့အသုံးပြုပြီးတော့ကျွန်တော်တို့အကောက်ယူမေးမြန်းစစ်ဆေးရမယ့်အားလိုမျိုးတွေရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအဒီဒီသက်ဆိုင်ရာဒီဒီလူထုရဲ့အဲကုစလေပေါ့နော်အဲ့လိုမျိုးပြောမှာပေါ့နော်ကုစလေနဲ့အဲပုံမှန်လေးကျွန်တော်တို့ညီနေဆောင်ရမ်းတဲ့ဟာတွေလည်းရှိမှာပေါ့နော်အဲ့ဒါနံပါတ်1ချက်မှာဖော်ပြထားပါတယ်နံပါတ်3မှာကျတော့ကျွန်တော်တို့ မဖော်ပြတာလဲဆိုရင် beneficiary pro profiling and documentation ပေါ့နော် beneficiary နဲ့သက်ဆိုင်တဲ့အဲသတင်းချက်လက်တွေနောက်မှတ်တမ်းမှတ်ရာတွေနဲ့သက်ဆိုင်တဲ့အားတွေကိုလည်းလုတ်ပေးရမယ်ပေါ့နော်အဲ့ဒီမှာပါတယ်ပါလဲဆိုရင်အဲဒီမှာ collect detail beneficiary information ဆိုတာကတော့ကျွန်တော်တို့ဟိုထောက်ပံ့ပေးမယ်ဒီဒီလူထုတွေရဲ့ အတင်းအချက်လက်အသေးစိတ်တွေကိုလည်းကျွန်တော်တို့စုဆောင်းပေးရမယ် collect နော်ကောက်ခံပေးရမယ်ဆိုကြတာပါတယ်အဲဒီမှာအထက်မှာသူပါရေးထားလဲဆို including household profile ကျွန်တော်တို့အဲဒီဒီဗီတာစုဆိုင်ရဲ့တင်းချက်လက်တွေပါမယ်ဒီမတန်တက်ပုံတွေပါမယ်ဆိုကြလို့မျိုးတွေနော်အဲအဲ့လိုမျိုးတွေကျွန်တော်တို့ထည့်ထားတာတွေ့ပါတယ်လို့ဟုတ်နောက်တစ်ခုအနေနဲ့ဆိုရင်အာဒီဒီ implementation support ပေါ့နော်ကျွန်တော်တို့လုပ်ငန်း လုပ်ငန်းကောက်ထဲပေါ်ဆောင်ရတဲ့အခါမှာလည်းကျွန်တော်တို့အထောက်ပံ့ပေးနိုင်အောင်ကျွန်တော်တို့လုပ်ပြရမယ်ဆိုကြအဲ့ဒီမှာမဟုတ်ဘူးဖရလဆိုရင် coordinate လုပ်ပြရမယ်ညနေဆောင်ရပေးရမယ်နော်ဘယ်သူတွေနဲ့လဲဆိုရင်ကျွန်တော်တို့ဒီဉာဏ်ပညာရှင်နော်ပြီးတော့စီမံကိန်းအဖွဲ့တွေနဲ့အဲကျွန်တော်တို့ဒီ account ထဲပေါ်ဆောင်ရနေတဲ့ကာလအတွင်းမှာအတူတူညီနိုင်ဆောင်ရပေးရမယ် coordinate လုပ်ပြရမယ်ဆိုကြပါပါတယ်လို့အာနောက်ပြီးတော့ community အဲဒီကိုလည်းကျွန်တော်တို့ထောက်ပံ့ပေးရမယ်နော်အစစ်အစစ်ထောက်ပံ့ပေးရမယ်ဆိုတဲ့အလိုမျိုးလည်းပါတယ် community labor ကျွန်တော်တို့လူထုလှုပ်သားတွေနော်ကျွန်တော်တို့အဲ့ဒါလည်း organize လုပ်ပေးမယ်စီအောင်လှုပ်ဆော်ပေးရမယ်နော်ပြီးတော့ကျွန်တော်တို့ဒီလိုအပ်တဲ့အဲဒီဒီအဆောက်အဦဆိုင်ရာတွေနဲ့သက်ဆိုင်တဲ့နေရာတွေမှာဆောက်လုပ်ရေးနေရာတွေမှာလည်းကျွန်တော်တို့အဲထောက်ပံ့ပေးနိုင်အောင်ကျွန်တော်တို့ပါဝင်ပေးရမယ်ဆိုတဲ့ဟာတွေပါပါတယ် အရေးထားတာရှိပါတယ်နောက်နံပါတ်5ချက်အနေနဲ့ဆိုရင် cash and material support facilitation ကျွန်တော်တို့ငွေသားနဲ့သက်ဆိုင်တယ်ပြီးတော့ကျွန်တော်ပစ္စည်းပစ္စည်းအားတွေနဲ့သက်ဆိုင်တဲ့ဟာတွေကိုလည်းကျွန်တော်တို့အထောက်ပံ့ကူညီပို့ဆောင်ပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေပါပါတယ်လို့နံပါတ်6မှာဆိုရင် community awareness and capacity building လူထုတွေကိုအသိပညာပေးတဲ့စမ်းဆောင်ရည်လုပ်ငန်းတွေကိုလည်းကျွန်တော်တို့အဲထပ်ပြီးတော့လှူဆောင်ဥဆောင်ပေးရမယ်ဆိုကြတဲ့မျိုးတွေပါတယ်ပေါ့နော် အာဟုတ်ကဲ့နောက်ကျွန်တော်တို့နောက်ဆုံးတစ်ချက်နဲ့ဆိုရင် monitoring and reporting ကျွန်တော်တို့လှုပ်ဆောင်ထားတဲ့လုပ်ငန်းတွေကိုကျွန်တော်တို့ပြန်ပြီးတော့လေ့လာစောင့်ကြည့်မယ်ကိုင်စင်လေးလာကြည့်ရှုမယ်ပြီးတော့တွေ့ရှိချက်တွေကိုကျွန်တော်တို့အာအစီရင်ခံစာပြန်တင်ပေးရမယ်ဆိုတဲ့အားလိုမျိုးတွေပါတယ်ဆိုတော့အဲ့ဒီနံပါတ်9ချက်ထဲမှာဆိုရင်ပါလေထက်တွင်စဉ်းစားဖို့သူရည်ထားလဲဆိုရင်ကျွန်တော်တို့အမ်ဒီမှာအမ် အခက်ခဲတွေတွေ့ရှိချက်တွေပေါ့နော်ကျွန်တော်တွေ့ရတဲ့အခက်ခဲတွေနောက်ဖြစ်လာနိုင်တဲ့ risk တွေပြီးတော့ community ကနေအဲပြန်ပြောလာတဲ့စကလုံးတွေပြန်ပြောလာတဲ့ feedback တွေကိုကျွန်တော်ထည့်သွင်းစဉ်းစားမယ်ဆိုကြတဲ့လိုမျိုးအဲဒီမှာတခုအဲသူတမတ်ထားတာကတော့ maintain ကျွန်တော်တို့လောက်ကိုလောက်ပေးရမယ်ပေါ့နော် maintain and update အဲလောက်ပေးရမယ်ဟာတခုကကျွန်တော် community feedback and response ကျွန်တော်တို့လူထုအဲတုတ်ပြန်အကြံပြုတဲ့ အဲစာနဲ့ကျွန်တော်တို့ဖက်ကနေပြန်တုတ်ပြန်တဲ့အဲ system လေးတစ်ခုကိုကျွန်တော်တို့တည်ယူတည်ဆောက်ပြရမယ်ဆိုတဲ့ဟာကနံပါတ်9အချက်ထဲမှာအပါပါတယ်လို့ဟုတ်ကဲ့နောက်တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်ဒီမှာ eligibility အဲ eligibility criteria မှာကြတော့ကျွန်တော်တို့အသက်အနေနဲ့70 80ဖော်ပြထားတာတွေ့ပါတယ်နော်နော်အသက်ကအနေနဲ့ဆိုပြီးတော့ nationality ကတော့ကျွန်တော်မြန်မာမှာ အဲတည်ဝင်နေထိုင်ထားတဲ့ဥပဒေရနေထိုင်ထားတဲ့အဲပုံစံမျိုးတွေနဲ့အဲရှိနေရမယ်ဆိုတဲ့မျိုး require experience တွေ့ကြုံလိုအချက်နဲ့ဆိုရင်ဒီမှာတော့အဲ criteria အနေနဲ့ဆိုရင်တော့အတွေ့အကြုံမလိုအပ်ဘူးလို့ဖော်ပြထားတာရှိတယ်ပဲရှိပါတယ်ဒါပေမဲ့ assignment နောက်တစ်ခုအနေနဲ့ assignment requirement မှာကြတော့တက်ဆိုင်ရာ experience နဲ့လိုတယ်ဆိုပြီးတော့ပြန်ဖော်ပြထားတာရှိပါတယ်လို့ဆိုတော့ နောက်တစ်ခုအနေနဲ့ဆိုရင် skill and experience မှာကြတော့ဒီ secondary school education အဲရရတယ်ပေါ့နော်ကျွန်တော်တို့ဆယ်တန်းအောင်ဆရာမလို့ဆိုတဲ့ပုံစံမျိုးနဲ့ education ကရရတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအဲဒီဒီစေတနာဝန်ထမ်းကိုလှုပ်ချင်တဲ့ဆန္ဒရှိဖို့ရပြီးတော့ community engagement ကျွန်တော်လူထုတွေကိုတိုက်သွင်းလို့ဆိုတဲ့ဟာလိုမျိုး skill တွေရှိဖို့လိုတယ်ပြီးတော့ work experience can be concentrated เนาะကျွန်တော်တို့အာဒီပုံမှန်မဟုတ်တဲ့ပညာရေးဒီနဲ့လဲကျွန်တော်တို့လုံးဆောင်နိုင်တဲ့အတွေ့အကြုံလိုမျိုးဆိုရင်လည်းပိုကောင်းတယ်ဆိုကြတာဖော်ပြထားပါတယ်နောက်တစ်ခုကအာဒီ community အဲဒီလူထုအခြေခံပြီးတော့ဖွံ့ဖြိုးရေးလှုပ်ဆောင်တဲ့အဲလှုပ်ဆောင်တဲ့အပေါ်မှာကိုကျွန်တော်တို့နားလေအဲကောင်းလေးနားလေပြဖို့နားလေနိုင်ဖို့ပြီးတော့ family ရာ เนาะဖြစ်ဖို့ဆိုကြလည်းမျိုးတွေပေါ်ပြထားတာရှိပါတယ်လို့เนาะကျွန်တော်တို့ဒီအဲ account ထဲပေါ်ဒီအသက်မွေးကြောင်းနဲ့တက်ဆိုင်တဲ့အဲဒီဒီလုပ်ငန်းတွေမှာပို့ပြီးတော့အဲအသွေးကြုံရှိလို့ရှိရင်ပို့ပြီးတော့ prefiber เนาะပို့နေတက်တယ်ဆိုကြလည်းမျိုးတွေ SKN experience ပေါ်ပြတာလည်းနောက်ဆုံးတစ်ချက်အနေနဲ့ဆိုရင်အဲ at least 2 year ပေါ့เนาะ ကျွန်တော်တို့ဒီလုပ်ငန်းတွေ့ကြုံနည်းနည်းလောက်ရှင်းလဲကောင်းတယ်မြန်မာပါเนาะအထူးသဖြင့်စကိုင်းမန္တလေးသူဖော်ပြထားတယ်เนาะစကိုင်းမန္တလေးမှာရှိတဲ့မိထီလာကြောက်စဲဒီနေ့အဒီနေရာတွေမှာအလုတ်ကင်ဖူးတဲ့အတွေ့အကြုံရှိရင်ပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အားလိုမျိုးတွေသူ SKN experience ထည့်ထားတယ်เนาะနောက်ဆုံးတစ်ချက်အနေနဲ့ဆိုရင်အာ good communication skill ကျွန်တော်အဲ set ဆက်ဆံပြောဆိုရတာလည်းကောင်းမွန်ဆက် ဆန်ပြောဆိုနိုင်တဲ့ပုံစံမျိုးတွေ SK ဖြစ်ထက်ထားတာရှိပါတယ်လို့နောက်တစ်ခုအနေနဲ့ဆိုရင် education level လိုအပ်ချက်ကတော့ခုနပြောသလိုပဲ secondary education စတဲ့မအောင်လဲရတယ်ဆိုတဲ့ပုံစံမျိုးပြီးတော့ language အနေနဲ့ပေါ်ပြထားတာကတော့ဒီအဲ English နဲ့ Burmese ပေါ့နော် English မှာဆိုရင် work working knowledge ကျွန်တော်အလလို့ရင်းနဲ့အတွေ့အကြုံအဲရှိတယ်အလလို့ရင်းနဲ့သိနေတယ်ဆိုတော့အဆင့်လောက်ဆိုရင်ရတယ်ဆိုတဲ့ပုံစံမျိုး ပြီးတော့ဘာမြင်ကတော့ native language ဆိုတော့ဒါလည်းကျွန်တော်တို့မိခင်ဘာသာစကားတစ်ခုအနေနဲ့ပြောရမယ်အဲဆိုတဲ့ပုံစံမျိုးတွေနဲ့ language မှာပေါ်ပြထားတာရှိပါတယ်လို့ဟုတ်အကနောက်တစ်ခုအနေနဲ့ဆက်ပြီးတော့ကြည့်မယ်ဆိုရင် other information မှာအဲဒီနေထိုင်စားတောက်ရည်နဲ့ဒီမှာတော့ခန်းစားခွင့်လို့တော့ပြောလို့ရမှာပေါ့เนาะကျွန်တော်တို့ဒီမှာတွေ့တာကတော့ဒီ တခြားပြည်နယ်ထူထောင်ရေးနဲ့သက်ဆိုင်တဲ့အားလည်းမျိုးတော့ volunteer မှာကစားခွင့်မရှိဘူးဆိုတဲ့ပုံစံမျိုးအလောင်းဝဲမရှိဘူးเนาะဒါပေမဲ့ဒီနေထိုင်ဒီဒီတလားသာတွင်ပေါ့เนาะနေထိုင်စားတောက်လို့ရနိုင်မဲ့เนาะအလောင်းဝဲလိုပုံစံမျိုးနောက်အိမ်အိမ်ငါးခါပုံစံမျိုးတွေပေါ့เนาะပြီးတော့သုံးဆောင်တွေနဲ့အိမ်ငါးခါလိုပုံစံမျိုးတွေကျွန်တော်တို့တွေ့ပါတယ်အဲအဲ့လိုမျိုးအားတွေကျွန်တော်ကန်စာခွင့်ပေးမယ်ဆိုတဲ့လိုမျိုးအဲပြီးတော့ပါပါတယ်လဲဆိုတော့ကျွန်တော် အဒီဒီအတက်နဲ့ကျမ်းမာရေးအနောက်ပြီးတော့ကျွန်တော်တို့ permanent disable ကျွန်တော်ထဝစဉ်မတန်ဆွမ်းဖြစ်တဲ့ပုံစံမျိုး insurance တော့ပါတယ်ဆိုတဲ့အလိုမျိုးကျွန်တော်တို့ဖော်ပြထားတာရှိပါတယ်ဆိုတော့ပုံမှန်ကတော့ကျွန်တော်တို့ဒီ volunteer တယောက်အနေနဲ့တခြားပြည်နယ်ထူထောင်တဲ့ပုံစံမျိုးတွေအတွက်ကိုခံစားခွင့်မရှိပေမဲ့လာစဉ်ကျွန်တော်တို့ အစားခွင့်နေထိုင်စားသောက်ဖို့အတွက်ကပါလုပ်ပေးနိုင်တယ်ဆိုတဲ့လည်းမျိုးပေါ်ပြထားတယ်။အဲပြီးတော့အာမခံနဲ့တက်ဆိုင်တဲ့အသက်နဲ့ကျန်းမာရေးနော်ပြောမတန်ဆွမ်းဖြစ်သွားရင်အာမခံရှိတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ်ပြထားတာရှိပါတယ်လို့ဟုတ်ကဲ့နောက်ဆုံးတစ်ခုအနေနဲ့ပေါ်ပြပေးချင်တာကတော့ warning ဆိုပြီးတော့ရေးထားတာရှိပါတယ်ဒီမှာကတော့အဲပေါ်ပြထားတာတော့ဒီ အဲကုလသမဂ္ဂအဖွဲ့အစည်းဒီမှာကတော့ဒန်နိုချဘာမှအနော်ဟိုကွန်ဂျက်စီမရှိဘူးပေါ့နော်ဘယ် application ကိုရှောက်ရှောက်ပေါ့နော်အ training တွေပဲလောလော interview ပြီးတော့ testing ကျွန်တော်တို့စံတက်တဲ့အားလေးပုံစံမျိုးတွေနော်အဒါဖီကွန်နက်ရှင်နော်အဒီ application ရှောက်လွာနဲ့တက်ဆိုင်တဲ့ဟာဘာမှကျွန်တော်တို့ကွန်ချဆေးမရှိဘူးဆိုတာတတိပေးထားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တဲ့ဒီမှာလူကိုယ်တွေနဲ့ သက်ဆိုင်တဲ့ထုတ်တဲ့ဟာလည်းကျွန်တော်တို့ဈေးထားဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ personal information ကိုကျွန်တော်တို့သူ့ရဲ့ website ပေါ်မှာတင်တဲ့ခါကျရင်လည်းသတိထားပေးဖို့ဆိုတဲ့ဟာလိုမျိုးကိုဒီ second one နဲ့အနေနဲ့နောက်ဆုံးဖော်ပြထားတာတွေ့ရပါတယ်လို့ဒါကတော့ကျွန်တော်တို့ဒီကျွန်တော်လို့ပြောပြချင်တဲ့ဒီ volunteer ပေါ့နော် volunteer စကိုင်းနဲ့မန္တလေးမန္တလေးမှာဆိုရင်၃ဦးအင်းဖိတ်ခေါ်ထားတယ်ဒီ ကိုင်းမှာဆိုတော့တူဦးပေါ့နော်ဆိုတော့ဒီမှာနောက်ဆုံးပေါ်ပြထားတာစိတ်ဝင်စားလို့ရှိရင်ဒီအဲဒီ application စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ apply now ဒီအခုကျွန်တော်ပြထားတဲ့ညမှာဝင်လျှောက်လို့ရတယ်ဒါပေမဲ့အဲ့လိုဝင်လျှောက်ဖို့အတွက်ကတော့ email ကိုပိုင်း ိုပိုင်အီးမေးလ်တစ်ခုပေါ့နော်အီးမေးလ်တစ်ခုအကောင့်တစ်ခုလိုတယ်ဆိုတာကိုကျွန်တော်အရင်အတိပေးချင်ပါတယ်ဆိုတော့ကျွန်တော်ဒါကတော့ကျွန်တော်လက်လမ်းမီတလောက်ပေါ့နော်အတိပေးဖော်ပြပေးသွားတာဖြစ်တယ်ဒါကတော့ဒီအသက်ကတော့16နှစ်ကနေစတာပေါ့နော်ဆိုတော့ဒီအတွေ့အကြုံရှာခြင်းနဲ့ဒီစက်တန်းအဲရောက်စားစတဲ့အောင်ဒီဖြစ်စေစတဲ့မအောင်ဒီဖြစ်စေဒီမှာတွေ့ကြုံရှာခြင်းနဲ့ရှာနေတဲ့ကျွန်တော်ရဲ့ညီငယ်ညီမငယ်တွေအတွက် အလောက်ကဲခွလန်ကောင်းတစ်ခုလို့ကျွန်တော်မြင်ပါတယ်အတွေ့အကြုံအများကြီးရနိုင်ပါတယ်เนาะကျွန်တော်တို့ဒီ UN အဖွဲ့မှာ volunteer လုပ်ပြီးရတော့တခြားအဒီ INGO လူကဲ NGO မှာ အကောင်လေးအလုပ်ရနိုင်တယ်အလုပ်လျှောက်ထားဖို့အတွက်အရင်အဆင်ပြေသွားမယ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ application ဒီ position ကိုဝင်ရောက်ပြီးတော့ try ကြည့်စီချင်ပါတယ်အခွင့်အလမ်းကောင်းတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်ဖော်ပြလိုပါတယ်လို့အဲ့ဒါကြောင့်မလို့တော့ကျွန်တော်ရဲ့ channel လေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေ comment ပေးချင်တာရှိရင်လည်းလွတ်လပ်စွာစာချန်ထားပေးလို့ရပါတယ် comment box မှာเนาะကျွန်တော်ဒီ link တွေကိုဒီ link နဲ့သက်ဆိုင်တဲ့အားလည်းကျွန်တော် comment box မှာခြံထားခဲ့ပေးပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်းညီငယ်ညီမငယ်မိတ်ဆွေတို့အတွက်အအကျိုးတစုံတရာဖြစ်ထွန်းတဲ့အကျိုးရှိတဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်တာပြပို့လဲ အကူညီတောင်းပါရစေအဲကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်